ပီလောပီနံကိုပြုတ်စားပါမယ်ပီလောပီနံဥဆိုတာကိုလူအချို့ကတော့သိကြမယ်မထင်ဘူးဗျပီလောပီနံဥရဲ့အဓိကထွက်ကုန်တစ်ခုကတော့တာကူစီပဲဖြစ်ပါတယ်ဒေးတွေလိုက်ရောင်းတဲ့တာကူယိုချိုးရောင်းတဲ့တာကူစီပေါ့နော်ဒေဗူဒီယိုလေးမှာပီလောပီနံဥပထမဆုံးစားဘူးတဲ့အတွေ့အကြုံလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အပင်ပေါက်ရောက်ပုံပြုတ်ပုံပြုံနီးသူ့ရဲ့ရတာအဲ့ဒါတွေအပြင်ပီလောပီနံဥမှာပါတဲ့ဆန်ယာနာရဲ့စိတ်နဲ့ပတ်သက်ပြီးတော့ တွဲမစားတဲ့သောအစားအစာအစိပ်ပြေအောင်ပြုံနည်းတွေအဲ့ဒါတွေကိုကျွန်တော်လေ့လာထားမိသလောက်ဒီဗီဒီယိုလေးမှာအဟုတုဒ္ဒရအောင်တင်ဆက်ပေးထားပါဗျာ ောပီနံဥတွေရခဲ့တယ်။ဒီဟိုဒီနေ့ပြုတ်စားมาလည်းဖြစ်ပါတယ်။ဒီလောပီနံဥသာပြောတယ်ဗျာဥတော်မဟုတ်ဘူးပေါ့နော်။အဲ့ဟာဟိုဒီနေ့ပြုတ်စားမယ်ပြီးတော့ကျတော့ဒီဗီဒီယိုလေးမှာတကယ်ချင်းတို့ကြည့်ရမှာကဒီပီလောပီနံဥကဘလို့ပင်လဲ။နောက်ပြီးတော့ဘလို့မျိုးတူရတာလဲ။ဘလို့ပြုတ်ပြီးတော့ဘလို့စားရမလဲအရသာဘလို့ရှိလဲအဲ့ဒါလေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာတင်ဆက်ပြမှာဖြစ်ပါတယ် ကျွန်တော်ရထားတဲ့ပီလော့ပီနန်ဥကငဲတယ်လို့ပြောလို့ရတယ်ဗျတကယ်စိုက်ကြီးတာတွေဆိုလို့ရှိရင်တာမန်လူရဲ့လက်မောင်းလာပေါ့နော်အဲ့လောက်ကိုတုတ်တယ်လို့သိရတယ်ဗျတပိုင်းတော့ရထိုင်ကိုပဲတော်တော်လေးစားရတယ်ပေါ့နော်ဒါတော့ပီလော့ပီနန်ဥပင်ပဲဖြစ်ပါတယ်သူ့ရဲ့အရွက်ကလဲလက်ပံပင်ရဲ့အရွက်နဲ့တူပါတယ်ဗျအပင်ကအပင်ကြီးမဟုတ်ပါဘူးနော်အပင်ငယ်လေးပါရွက်နုကိုလည်းငပိချက်နဲ့တို့စားလို့ရပါတယ်။ဟိုအဲ့လေအမြင်လေးပြင်ထွက်တယ် ျွန်တော်လေ့လာရသလားအာဖရိကတိုက်ရဲ့အဓိကထွက်ပုံလို့လည်းကြားသိရပါတယ်သူတို့ဒေသမှာတော့ဥတွေကိုအမုံကျိတ်ပြီးတော့တာကူမုံဖြစ်နေရောင်းကြတာလို့သိရပါတယ်ဟုတ်လားဒီအော်အင်ဥသားပဲအော်ဒီကောင်ကြီးတယ်ဟုတ်တယ်ဟုတ်တယ်ကောင်အော်အင်ဒီကောင်ကြီးကဆောက်ပြီးဝယ်ပြီးပါအဲ့ဒါဒီဘက်ဒီလိုက်မှာပေါ့อืมอ๋อรีบเนี่ยเอาได้เมียจี้จี้เว้ย ကျွန်တော်ကတော့မမြင်ဘူးမူးမြင့်ထင်ဆိုသလိုပေါ့ဗျာမမြင်ဘူးတဲ့သူဆိုတော့ဒီဥကြီးကိုတော်တော်ကြီးလာပြီးမှတ်နေရဗျာနောက်ပိုင်းမြင်ဘူးတဲ့သူတွေကိုပြတော့မှဥအသေးချောင်းသူတို့ပြောတော့သိရတာပေါ့နော်ဒီဥကိုကျွန်တော်ရရှိခဲ့တာက ပုပ်ပားတောင်ချီကရေရှားပါတဲ့6ခန်းတဲ့ရွာလေးတွေရာခဲ့တာပေါ့နော်အဲ့ဒီရွာလေးတွေကရေရှားတဲ့အတွက်ဒီကောင်းကောင်းလောင်းထားတာမျိုးမရှိဘူးသူ့တဘာဝအတိုင်းအပင်ပေါက်ပြီးတော့ဥတာပေါ့နော်အပင်ဆိုင်ပြူတာတော့ကျွန်တော်အကူဖြစ်ပြီးတော့ စိုက်ပျိုးနည်းရရမ်းလွယ်တယ်လို့သိရပါတယ်အခုအပင်ရဲ့အပေါ်မှာပင်စည်တွေအတက်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုအစိမ့်စိမ့်ချိုးခုတ်ပြီးတော့မြေကြီးမှာထိုးလိုက်ရင်အပင်ဖြစ်လွယ်တယ်လို့ပြောပါတယ်ဗျတောင်ပေါ်မြေပြန့်အပူအေးနေရာမရွေးမှာစိုက်လို့ရတယ်လို့သိရပါတယ်ကျွန်တော်ကတို့ကြည့်ရှုနေတဲ့တကယ်ချင်းတွေလည်းစိုက်ချင်ရင်ဂိုင်းအတက်ကလေးကိုချိုးသွားပြီးအိမ်မှာစိုက်ရုံနဲ့ရပါတယ်ဗျာ ီမှာကျွန်တော်သူ့အပင်ပုံစံကိုပြမယ်ပေါ့နော်ဒါအပင်ပုံစံပါဗျအပင်ကသေးသေးလေးပါဒီအစစ်ကလေးတွေအဲ့လိုအစစ်အစစ်လေးတွေကိုဖြတ်ပြီးတော့စရုံနဲ့ရပါတယ်အရွက်ကလဲပင်လက်ပံပင်ပေါ့နော်အဲ့လိုအရွက်တွေနဲ့တူပါတယ်တော်ရှိနေໃຫຍ່ပါမှာရှည်ယူအလောက်ရှည်ယူဟိုမှာဘယ်လောက်ထိရှည်တုံးတူမှာလားကိုလေအဆုံးထိတူမှာအဲ့တော့ရှည်ရမှာပဲ ေးကြီးရမှာပဲအဲ့တော့ပီလိုပီနန်ဥကိုကျွန်တော်လည်းတစ်ခါမှမစားဘူးပါဘူးဗျအဲ့ဒါကြောင့်ဒီခေါက်စားမယ်ဆိုတော့ပီလိုပီနန်ဥနဲ့ပတ်သက်ပြီးတော့သီးသင့်သီးတိုက်တာလေးတွေ YouTube ပေါ်မှာရှာချီးခဲ့ပါတယ်အဲ့တော့တွဲဖက်မစားသင့်တဲ့အစားအသောက်တွေဒီမှာပါတဲ့ဆိုင်ရနဲ့အစိတ်တစ်မျိုးအကြောင်းတွေဖတ်ခဲ့ရပါတယ်အဲ့ဒီအစိတ်ကပီလိုပီနန်ဥအခုကျွန်တော်စားမယ့်အချိုမှာဆိုလို့ရှိရင်600ခန့်နှုန်းထိပါတယ်လို့သိရပါတယ်အဲ့ဒီပီလိုပီနန်ဥမှာပါတဲ့အစိတ်တွေကို ဖဲသောအောင်ဘယ်လိုပုံစံပြုတ်ရမယ်ဆိုတာကိုကျွန်တော်ပြုတ်ရင်းနဲ့ထပ်ပြောပြပါမယ်ပီလောပီနံဥမှာအချိုမျိုးနဲ့အခါမျိုးဆိုပြီးရှိပါတယ်။ဒါတွေကိုအခုအခွင့်ချွတ်မယ်။အခါမျိုးကတော့တော်တော်ခါတယ်လို့သိရပြီးတော့အချိုမျိုးကတော့ရမ်းချိုးနေတာမျိုးမဟုတ်ဘဲနဲ့စိမ့်စိမ့်လေးနဲ့ မခားတဲ့မျိုးတစ်မျိုးကိုခေါ်တာပဲဖြစ်ပါတယ်အခုကျွန်တော်တို့စားတဲ့ပီလောပီနံဥကအခားတော့မဟုတ်ဘူးဒါပေမဲ့တတ်တဲ့ရတာလေးပါပါတယ်ပီလောပီနံဥမှာပါတဲ့ဆိုင်ယာနိုက်အစိတ်တစ်မျိုးကအခားမှာဆိုရင်အများဆုံးပါတယ်လို့သိရပြီးတော့အချို့မှာဆိုလို့ရှိရင်600ခန်းလုံးပါတယ်လို့သိရပါတယ်။ဆိုင်ယာနိုက်အစိတ်ကပီလိုပီနန်ဥရဲ့အခွင့်မှာပဲပါတာပါအသားမှာလုံးဝမပါဘူးလို့လည်းသိရပါတယ်။ 什么来钱？ကျေးဇူးအပါရဖြူးနေကျွန်တော်ဒီဗီဒီယိုမရိုက်ခင်မှာကျွန်တော်လေးလာမိတဲ့လောက်ကဒီလောက်ထိမစုံဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အခုဒီပြုတ်ခါနီးမှာတော့ကျွန်တော်ကဇွန်လေးနဲ့ပဲအပေါ်ရန်အကြီးလေးတွေချစ်လိုက်တာပေါ့နော် ဒီမှာဒါလေးကတော့ဥနဲ့တူတယ်ဒီကောင်လေးကတကယ်တမ်းကျတော့အမြင့်ရဲ့အဖျားလေးလေအဲ့လိုအမြင့်ရဲ့အဖျားလေးအဖျားလေးဆိုတော့ဥနဲ့တူနေတကယ်တော့အကောင်တော့အမြင့်တည်တည်ပဲโอเคအဲ့ဒါကလေးအကြောင်းကောင်ဆက်ပြီးတော့လှုပ်လာမယ်ဒီအဲ့ဒီကြာရှည်ကြီးတွေဆိုချိုးပြန်မယ်တော့ရှည်ကြီးတွေဆိုတော့ဘယ်ဒီရောက်ပြီလဲကြာတော်တော်နုတယ်ချိုးလိုက်တော့နော်ဖြောင်းကနေပဲ ဆရာကျွန်တော်ဟိုတူးတဲ့အချိန်မှာအဲဒါနဲ့တစ်ချက်လေးထိလိုက်တယ်နဲ့ဘတ်သူပြတ်သွားတာကျွန်내အမြင့်တယ်လို့ပါအရင်အရွက်ကြီးမဟုတ်တော်တော်နုတယ်ဆိုတာတကယ်တော့အဲအကြီးလေးတွေကအခွင့်မဟုတ်ဗျအခွင့်ကကျွန်တော်တို့ဖဲမြစ်လို့ပုံစံမျိုးထူထူလေးပါသေးတယ်ဗျအဲအခွင့်တစ်ခုလုံးမှာဆန္ဒနာအစိတ်တွေပါတာဖြစ်တဲ့အတွက် ပြုတ်လိုက်တဲ့အချိန်မှာအိုက်ဆန်ရနိုင်စိတ်တရရေထဲမှာပျော်ဝင်သွားမယ်ကျွန်တော်တို့စားမဲ့အသားတွေကိုပါကတ်သွားနိုင်တဲ့အတွက်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစားတဲ့အခါမှာအစိတ်တင်နိုင်တယ်ပေါ့နော်စိတ်က600ခန်းနှောင်းလောက်ပဲပါတာဖြစ်တဲ့အတွက်နည်းနည်းပဲစားမယ်ဆိုရင်တော့ဘိုက်နာတာမူဝေအော်အန်တာလောက်ပဲဖြစ်နိုင်ပြီမဲ့အဲ့ဒီအစိတ်ကအက်ဆစ်ဒန့်နဲ့လုံးဝမတည့်တဲ့အတွက်ဥပမာအချင်းတစ်ခုခု အက်ဆစ်ဓာတ်ပါတဲ့အချင်းတစ်ခုခုနဲ့မြန်တွဲစားမိခဲ့မယ်ဆိုလို့ရှိရင်ပြင်းထန်တဲ့အဆိတ်တစ်ခုကိုဖြစ်စေပြီးတော့အစာအဆိတ်တင်သေဆုံးတဲ့အထိကိုဖြစ်နိုင်တယ်လို့သိရပါတယ်ကျွန်တော်တို့ကတော့ရင်သွေးစုစုပြုတ်ထားပြီးရင်သွေးအိုးလေးကိုအခွင့်အရေးပါထည့်ပြုတ်လိုက်မိတယ်ကောနော်။ဒါပေမဲ့လေးလာထားတဲ့အတွက်ရေကိုတော့တရည်လဲပြီးတော့နှစ်ခါပြုတ်လိုက်ပါတယ်။ဒီမှာပြောစရာတစ်ခုရှိတာကပီလောပီနံဥကထွက်တဲ့ ာကူစီဟာလူတော်တော်များများစားဘူးတောက်ဘူးကြတဲ့တည်သာတမျိုးဖြစ်တဲ့အတွက်တာကူစီမှာရောဆန်ရနိုင်စိတ်တွေရှိမနေဘူးလားဆိုတာကိုတွေးကြံစရာပါကျွန်တော်လည်းတွေးမိပါတယ်ကျွန်တော်အခုလေးလာရသလောက်ဆိုရင်တော့တာကူစီတာကူယူမှာတော့ဒီဆန်ရနိုင်စိတ်တွေကလုံးဝမပါတော့ဘူးလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဆန်ရနိုင်စိတ်ကအခွင့်မှာပဲပါတာဖြစ်တဲ့အတွက်ဒီတာကူစီဟာပြီးတော့ပြည်နံဥတွေကို ခွင်ခွာအမုန်းကျင့်ကြီးမှလှုပ်ထားတာဖြစ်မယ်လို့ယူဆပါတယ်အဲ့ဒါကြောင့်မလို့တာဂူယုံမှာတော့မြန်မာတနိုင်ငံလုံးမှာတူတူကြဲကြဲစားသုံးကြပြီးတော့တာဂူယုံနဲ့ပတ်သက်ပြီးတော့ဆောင်းရန်ရှောင်းရန်မတည့်သောအစားအစာတွေမကြဘူးတာမျိုးဖြစ်နိုင်ပါတယ်ဒါလည်းကျွန်တော်တယောက်တည်းရဲ့သီးသန့်အမြင်ပါဒါနဲ့ပတ်သက်ပြီးတော့လေကွန်မန်လေးတွေမှာဆွေးနွေးသွားဖို့အတွက်တောင်းဆိုကြပါတယ်7မိနစ်လောက်ကြာတော့တရေလဲလိုက်ပါတယ်ပီလိုပီနံပြုတ်ထားတဲ့အရေတွေက နီးရဲနေတာမဟုတ်ပေမဲ့နီးကျန်းကျန်းအကြောင်းမျိုးထွက်နေပါတယ်ကျွန်တော်တို့ကအခွင့်မရောပြုတ်လိုက်ပြီးမှလည်းအခွင့်မပါတဲ့ဆိုင်ရနိုင်အစိတ်တရားရင်းမွေးစုစုနဲ့တွေ့တဲ့အခါမှာဓာတ်ပြေတယ်လို့လည်းသိရပါတယ်နောက်ထပ်15မိနစ်လောက်ပြုတ်ပြီးတဲ့အချိန်မှာတော့ ြစ်မှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုယ်တိုင်မသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်တိုင်သွားဖို့ရောက်ဖို့သွားတယ်လို့ခံစားရစေဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ် ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာနိုင်ခဲ့ပြီးဖို့ဝေဖန်ခဲ့ပြီးဖို့တောင်းဆိုကြပါရစေဗျ။ကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပြီးပါဗျ။အသစ်တင်တိုင်းသိအောင်လဲ notify bell လေးကိုပါနှိပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုကြပါရစေ။ထိုးကြည့်လိုက်ကျမကျက်ကိုဇွန်လေးနဲ့ထိုးပြီးစမ်းကြည့်ပါရစေ အသားလေးကနူးဥူစားလို့ရနေပါဗျာဣတာဣသွားပါရ။ဒီကြည့်ပြရအောင်ကြာ။ဟုတ်ကဲ့။ရလာပြီရှင်။ဟုတ်ကဲ့။ငငယ်တော့နည်းနည်းပါးပါးလေး။ငငယ်ကြီးနေ။ငငယ်ကလည်းခွန်ကြကြွားဟုတ်တယ်ဟုတ်တယ်။ရလာပြီရတယ်။ဆိုင်လား။ ုံမူရလူနာညအုပ်ရဲ့အနမ်းနဲ့ပိုးတူတယ်ပကရဆိုရင်ကနေဒီအခွင့်တော်မယ်ဝီဝီဝီသားရဲ့ဝေးကြောင်းတယ်တော့ပူလေးနဲ့နည်းနည်းအေးမှအခွင့်တော်အေးပြီးတော့မှခွာမှလေအေးအောင်လို့ရေထဲထည့်အေးအနမ်းလေးတော့မွေးနေတာသတိရှိဟုတ်တယ် တော့လူဦးနဲ့တူပြီးတော့ပြင်းနေစီမပါပဲနဲ့မီးကြည့်မလို့အမစီလေစီရိုင်မလောက်ရသေးဘူးပြကြရင်စီနဲ့စားလေးနဲ့စားပါဦးနော်အဲစီနဲ့စားလေးနဲ့တို့ပါဇာနာရောပေါ်စောစောနေမှာပေါ့ထိုးထိုးလာစိမ့်စိမ့်နေညဥ်ရတာနဲ့ပိုးတူတယ်ဘူရိုကြည့်နေတဲ့ငယ်ချင်းတွေကညဥ်မစားဘူးတော့ညဥ်ရတာလည်းသိမှာမဟုတ်ဘူး မြောက်ဥမြောက်သီးအဲ့ရတာနဲ့တူတယ်မလားဟုတ်လားအာကြတော့စားပြကြဒီမှာပဲမြင့်နဲ့တူတယ်လေအတန်ကဥတိုင်းနဲ့အမြင့်ဆိုတော့အဲဟုတ်ပြီကြဟွာစီလေးသားလေးနဲ့တင်ပိုးစင်နေမှာ ဆိုရင်တော့အကောင်လုံးခွာပြီးပါပြီကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့စီလေးနဲ့စားလေးနဲ့ဟိုပကံလေးတဲ့ထည့်ပြီးမှုလိုက်ပါမယ်အဲ့ဒါလေးနဲ့ကျွန်တော်တို့တို့စားမှာပေါ့နော်စီစားလေးနဲ့စားရင်ဘယ်ရမစူပိုးစိတ်နေလို့ကြားဘူးပါတယ် စီလေးလောက်ပြီးတော့စီလေးနဲ့တို့စားကြည့်စင်းနဲ့တို့စားဘူးကောင်စင်းနဲ့တို့စားဘူးကောင်ပပဲမြစ်လိုပဲစီးလဲစီးတယ် sini ada gak budaya? apa sah wah. beliau bilang wah. ခါမှမသားဘူးတော့ခုနကစားကြည့်မယ်ဆိုတော့ဘာနဲ့တဲ့တယ်လို့ရှားကြည့်တာအမြတ်ကြီးနေတော့မတည့်ဘူးလို့ပြောတယ်အချင်းနေနဲ့မတည့်ဘူးနော်အဲ့ဒါနဲ့ဒါစားပြင်တော့အချင်းလုံးဝမစားမှရမှာဘာနဲ့မတည့်ဘူးလဲမသိဘူးပီလောပီနံဦးကကျွန်တော်ကတာကူစေးလောက်တာဒီပီလောပီနံဦးကနေလောက်တာလို့သိရတယ်ဗျတော်ကောင်းစိတ်ဆိုင်နေရလာရတယ် Ừ, đúng không thì ra mà sai được thì làm gì? à đâu đúng mà, đâu đây mà sao giờ cho miền nhân này mà, thì do mà lấy tiền sao giờ đã bốc ba này cho hôm nay à

ဟာလောက်လိုက်သူတို့သွားရှုံးမင်းတို့ဘွဲစီသွားမှာကွယ်ဟာအေးညညမရဥသာဟိုဘက်မှာအဖွဲကြီးရဟိုအဖွဲဦးလည်းမစားဘူးသေးမစားဘူးသေးတို့သွားကြည့်မယ်သွားကြည့်ပြီဘာရတာရှိဆုံးသွားမင်းကင်မရာနည်းနည်းလေးချောင်းရိုက်မယ်လားတို့ကကင်မရာထဲပါမှာရှက်တဲ့သူတွေတော့ ဒီဗီဒီယိုမှာကျွန်တော်ဝန်ခံစရာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကကျွန်တော်အတွေ့အကြုံမျှဝေတဲ့ဘလော့တစ်ခုသာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုရိုက်တဲ့အချိန်မှာကျွန်တော်တို့ကပြုံနီးမှားခဲ့တယ်လို့ထင်ပါတယ်အဲ့ဒါအတွက်ကြောင့်ရေနောက်ပြီးတော့ကျွန်တော်ကတော်တော်ကြိုက်သွားတယ်ဗျပြုတ်ပြီးတဲ့အချိန်မှာအရသာစိမ့်စိမ့်လေးကကျွန်တော်တကယ်ကြိုက်တယ်ကြိုက်တော့ကြတော့အများကြီးစားလိုက်မိတယ်ပေါ့နော်ညာဘက်မှာတော့ကျွန်တော်ဘိုက်ရစ်တာမျိုးမအီမသာဖြစ်တာမျိုးတော့ဖြစ်ခဲ့ပါတယ်အဲ့ထက်တော့မပူပါဘူးဗျ အဲအကြောင်းမလို့ကျွန်တော်တငယ်ချင်းတွေကိုမှာကျင်တာကပီလော့ပီနန်ဥကိုပြုတ်စားမယ်ဆိုလို့ရှိရင်မပြုတ်ခင်မှာအပေါ်ရန်ခွင်းကိုခွာပြီးတော့မှပြုတ်စားစေချင်ပါလေဗျာနောက်ပိုင်းမှာမစားဘူးတဲ့သူတွေကိုစားခိုင်းပြီးတော့အရသာဘယ်လိုလဲလိုက်မေးထားတယ်ဗီဒီယိုလေးထည့်ပေးထားပါတယ်အဲ့ဒါလေးပြီးအောင်ကြည့်ပေးကြပါအောင်ဗျာအလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်ဗျာဘာရသာရှိတော့လားမေးတာဆန်းနမှာကားကြောင်ဘာရသာရှိတော့ပြောဗျာတပင်ညစ်တော့တပင်ညစ်ပုံစံပါစားဘူးလို့လားအင်းအင်းဟိုးဟိုလိုပါလား Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ဒီကတိုင်းနေပါရဲ့ဆိုဒီလိုလိုက်လိုက်တော့ဘာရလဲဆိုဟာပြင်းပြင်းလာတော့မဟုတ်ဘူးဘာလို့အတားလွတ်တယ်အဲမပြောပါသေးနဲ့ဘူးတော့အတားလွတ်နော်ဟမ်ကောကမကြီးဆိုပြင်းပြင်းပဲလိုက်တယ်ပြင်းပြင်းဆိုတော့မွေးပါမှာဟဲ့ဟေးချစ်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 ကျေကျေဟဲ့ခူလာအောင်ကတိတိယူပါဘာရလဲဘာရလဲခွေးကလည်းကြပါသမားဘာရလဲတော့ဒီကောင်းရလားစီးတယ်ဟုတ်တယ်စီးစီးလေးဘာရလဲတက်ထပ်ထပ်ကလေး မရတာလုံးတာအဲ့ဒါခုနကနာမည်မပြောသေးဘဲနဲ့ကြွေးတာအဲ့ဒါကိုမင်းကနာမည်တည်ပြီးသားပါတည်ပြီးသားလားဟုတ်စီလင်းနဲ့အပူကောင်းတယ်ဟုတ်တယ်ဟဲ့ဟုတ်တယ်အားလုံးနဲ့လည်းကြွေးရနော်ပါရမရတယ်အားလုံးပြုတ်လေးနဲ့လည်းကြွေးတယ်အင်းငောင်းငောင်းညလာဘာလုံးလဲဒီကဟာဘာဘာဖျက်ကွာဟိုနှက်ဒီမအပူလေးလေးအဲ့ဒီထောက်မီစီးနဲ့ဒိုးလေးပြုတ်ပြရသေးဒါဟိုအားတာလုံးမဟုတ်ဘူးဒါပီလို့ပြင်နံဦး ေးပါငါအဲ့တော့မအင်းပြီးတော့ပြီနော်ဟုတ်တယ်နည်းနည်းခါခါလေးခါတက်တက်လေးလဲပါတယ်အချင်းနဲ့အောင်တဲဘူးနော်အချင်းနဲ့အချင်းနဲ့တော့မတဲဘူးတဲ့ဟုတ်ပါနဲ့ကြားတယ်ဟုတ်ရတယ်မိဆိုင်တော့မကြီးသေးချွေနဲ့မကြီးသေးအပိုင်ကောက်မစားကြနဲ့ဟုတ်တယ်ဦးမြင့်ကလည်းလက်ပါလာရတယ်တနေ့ကျော်တော့မမတည်ဘူးလေကြီးကြီးလေအဲ့ဒါနဲ့စားရရဆံမိကြမှာဟုတ်တယ်စားဖို့ရရမယ်လေဟုတ်တယ်ဟုတ်တယ်လေဟုတ်တယ်လေစားပါမယ်ယူတာယူတာ ယူတာယူတာစားကောင်းနေပြီလားအဲ့မင်းအဲ့မင်းဒီပေးတယ်မလားကောင်းလားလားစင်းနေတို့စီကောင်းမလားမလားမလားတော့မကောင်းလားအဲဟိုကနည်းနည်းယူရလိမ့်ကြောက်ရင်နည်းနည်းယူရဟာဟမ်